ဘလုံးလောကမှာယခုအခါပရောဇုံဘီလီယနာတူပေါ်ထွက်လာခဲ့ပြီဖြစ်တဲ့ဤဒီမှာတန်တားကြီးဆန်းဆန်းကစားသမားနှစ်ဦးဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့အကြားအမြဲရှင်ပြန်မှုဖြစ်ခဲ့ပါတယ်။ဤဒီစမှာရော်နယ်ဒိုကအနိုင်ရရှိခဲ့ပါတယ်။သူကဘလုံးသမားကစားတူအနေဖြင့်ပရောဇုံဘီလီယနာဖြစ်လာခဲ့ပါတယ်။ဤအချက်ကိုဘယ်သူကပြောတာလဲ။ဘလုံးဘတ်ကပြောပါတယ်။လောင်ဒိုကသူ့ရဲ့စွစွပေါင်း စည်းစိမ်ကိုတွက်ချက်ခရာဒေါ်လာ3.4ဘီလီယံရှိပါတယ်။စန်ဂျဘဲနေဖြင့် Maxi စည်းစိမ်ဟာဒေါ်လာ800တန်းကျော်တာရှိပါတယ်။ရော်နယ်ဒိုကဤသို့အများလောက်ငွေကြေးရရှိခဲ့တဲ့ဆိုတော့ကိုကြည့်ရှုပြီးအခြားချမ်းသာတဲ့အားကစားသမားကြောင်းလဲလေ့လာကြပါစို့။ရော်နယ်ဒိုဇလန်ကိုတင်တိပြီဖြစ်တဲ့သူကပေါ်တူဂီမှာကြီးပင်းခဲ့တဲ့စနေနေ့အရွယ်မှာသူဟာစပော့တင်လစ်ဘွန်လို့ခေါ်တဲ့ဘောလုံးကလပ်တစ်ခုကိုဝင်ရောက်ခဲ့ပါတယ် အဲ့ဒီနောက်သူအောင်မြင်မှုကဘလောက်ပဲတော့အခါမှရတက်မသွားခဲ့ပါဘူးသူကဥရောပမှာရှိတဲ့ထိပ်တန်းဘလုံးကာရီမှာကစားခဲ့ပြီးချန်ပီယံဆုများစွာရရှိခဲ့ပါတယ်ယခုသူအသက်မွေးဝမ်းကြောင်းလုပ်ငန်းဆုံးသနီကလာချင်းမှာသူကဆော်ရီယာဘီယာမှာကစားနေခဲ့ပါတယ်အဲ့ဒီနောက်သူကမြေတို့အီမြလောက်ချမ်းသာလာခဲ့တာလေ2000နှစ်ကနေပြီးတော့2023အထိရော်နယ်ဒိုဟာလဆာနေဖြင့်ဒေါ်လာ950တန်းရရှိခဲ့ပါတယ် သူ Nike နဲ့တဘောတူညီချက်နှစ်စဉ်ဒေါ်လာ15သန်း18သန်းရရှိခဲ့ပါတယ်အခြား sponsor တဘောတူညီချက်တွေကတော့ဒေါ်လာ195သန်းပေးခဲ့ပါတယ်အဲဒီနောက်2023မှာသူဟာ Saudi Arabia ကို ပြောင်းရွှေ့ခဲ့ပါတယ်အဲ NASA အမည်ရှိတဲ့ Saudi club တစ်ခုကသူ့ကိုခေါ်ယူခဲ့ပြီးနှစ်စဉ်လစာဒေါ်လာတန်း100နဲ့ bonus အပြင်ဒေါ်လာတန်း30ပေးခဲ့ပါတယ် ။ဒီခုနှစ်မှာသူဟာအနာစာနဲ့စာချုပ်ကိုဒေါ်လာတန်လျှဖြင့်တက်တန်တိုးခဲ့ပါတယ်။အဲ့ဒါကအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်။ဆော်ဒီအာရဗျာမှာဝင်ငွေခွန်မရှိပါဘူး။အဲ့ဒါကြောင့်ဥရောပအများအနေနဲ့မတူပဲရော်နယ်ဒိုဟာသူရရှိတဲ့ဝင်အားလုံးကို ထိမ့်သိမ်းထားနိုင်ပါတယ်။ဒါကောင်ကသူ့ကိုအလင်းမြန်ပိုမိုချမ်းသာလာစေခဲ့ပါတယ်။ယခုမက်ရှိအကြောင်းပြောကြည့်ကြပါစို့။ ရော်နယ်ဒိုကဲလိုပဲမက်စတီဒီလည်းဥရောပကိုဆုံးခွာခဲ့ပါတယ်သူဟာယခုခါအမေရိကန်ကလပ်အင်တာမီလီယမှာကစားနေပါတယ်ဘလုံးပါအစိုးရမက်ဆီယာလဆာနေဖြင့်ဒေါ်လာတန်600ရရှိခဲ့တယ်သူလက်ရှိသဘောတူချက်ကနေ့စဉ်ဒေါ်လာတန်20ပေးပါတယ်ရော်နယ်ဒိုလဆာ7ပုံတပုံသာဖြစ်တယ်ဒါပေမဲ့ထူးခြားချက်တစ်ခုရှိတာကတော့မက်ဆီအနားယူတဲ့အခါသူဟာ Inter Miami မှာပိုင်ဆိုင်မှုရှယ်ယာတစ်ခုရရှိမှာဖြစ်တယ် သူသဘောတူညီချက်ကအနာဂတ်မှာသူ့ကိုဘေလန်နာဖြစ်စေနိုင်ပါတယ်။အဲဒါကြောင့်အာကစားသမားများဘေလန်နာဖြစ်လာရကြကြတာကတော့ဘလို့နည်းတွေနဲ့လဲနည်းလမ်းတစ်ခုရှိပါတယ်။ပထမနစ်ပေါင်းများစွာငွေငွေရှာပြီးစူဆောင်းထားရန်ဒုတိယနည်းကတော့ပညာရှိစွာရင်းနှီးမြှုပ်နှံမှုရဲ့ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။ပထမနည်းလမ်းကတော့အလွန်ခက်ခဲပါတယ်။ရော်နယ်ဒိုကဲ့သို့လဆာအများဆုံးရရှိတဲ့ဘလုံးသမားတဦးပင်လင်း သူအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဆုံးသတ်နီးကမှသာလင်းဘေးလန္တာဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်အာကစားသမားအများစုဟာဒုကြနီလန်းဖြစ်တဲ့ပညာရှိစွာရင်းနှီးမြှုပ်နှံမှုကိုပုံမနှင့်တဲ့ကြပါတယ်။ဥပမာအနေဖြင့် Roger Federer ကိုကြည့်ပါ2019မှာသူဟာဖနက်ကုမ္ပဏီတစ်ခုမှာ300ခန်းနှုန်းရှယ်ယာကိုဒေါ်လာတန်90နဲ့ဝယ်ယူခဲ့ပါတယ်။သူကုမ္ပဏီအလင်းမြန်ကြီးထွားလာပြီး2021မှာအများပြည်သူကိုရောင်းချခဲ့ပါတယ်။ယခု၎င်းကုမ္ပဏီဟာ ဒေါ်လာ15ဘီလျံတမိုးရှိပါတယ်။ Federal Share ဟာယခုဒေါ်လာတန်900တမိုးရှိပြီဖြစ်တယ်။၎င်းကယင်းနှမြုပ်နှံမှုကိုစွမ်းအားကိုပြသခြင်းဖြစ်တယ်။နောက်ထပ်ဥပမာတစ်ခုကတော့ Basketball ကျော်ပွင့် LeBron James ဖြစ်တယ်။သူကတော့ Basketball ကစားချင်မှဒေါ်လာတန်385ရရှိခဲ့တယ်။ဒါပေမဲ့ Queen ပြပနဲ့ပြပမှာဒေါ်လာတန်900ရရှိခဲ့တယ်။၎င်းအများစုကတော့ Nike နဲ့သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်တယ်။ Nike မှာ LeBron ဖနာ line တခုရှိပါတယ်ဖနာတရံရောင်းချတိုင်းသူဟာတင်းငယ်တဲ့ရှယ်ယာတခုရရှိတယ်2014ခုနှစ်မှာတခုတည်းပင်လင်းသူဟာဖနာများကနေပြီးတော့မှတန်း300ရရှိခဲ့ပါတယ်ဒါပေမဲ့ LeBron ဟာဖရော့ဆိုတော့မဟုတ်ပါဘူး basketball တနာကြီး Michael Jordan ကအီလန်ကြောင့်ကိုစတင်ခဲ့တာပါ သူတွင်လဲ Nike နဲ့ဖနာ line တခုရှိခဲ့ပါတယ်။တရင်များရ Nike ကသူ့ကို900ကျပ်လုံး share ပေးခဲ့ပါတယ်။ 2023မှာသူကဒေါ်လာတန်း330ရရှိခဲ့ပါတယ်။ဒါပြင်သူက2010မှာ Charlotte Baseball အမည်ရှိတဲ့ Basketball အသင်းတင်းကိုဒေါ်လာ185သန်းနဲ့ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာ၎င်းကိုဒေါ်လာ2.9ဘီလီယံခန့်နဲ့ရောင်းချခဲ့ပါတယ်။နောက်ထပ်ဥပမာတစ်ခုကတော့ Tiger Woods ဖြစ်တယ်။သူကဒေါ်လာ1.9ဘီလီယံခန့်တန်ဖိုးရှိတယ်။သို့တော့ ူရဲ့စီစဉ်ဆယ်ရာခလုံးတာလင်ဂေါတီကစားချင်းကနေရရှိခဲ့တာပါ။ကြာရှိတာကတော့စပွန်ဆာတွေနဲ့ရင်းနှီးမြှုပ်နှံတွေကနေရရှိခဲ့ခြင်းဖြစ်တယ်။ဒါတွေကဘာပြတဲ့ဆိုတော့အားကစားသမားများအတွက်ဒါမဟုတ်ငွေရှာသူတိုင်းအတွက်တင်ကန်းစာတစ်ခုဖြစ်ပါလေ။တဲ့အနာဂတ်ကိုစီစဉ်ပါ၊ကောင်းမွန်စွာပြင်ဆင်ပါ၊ပညာရှိစွာရင်းနှီးမြှုပ်နှံပါ။